အားလုံးမင်္ဂလာပါနော်။၃ရက်၁၂လ2025ခုအတွက်အယူတော်မင်္ဂလာချံရဲ့အခါတော်ပေးရရရဟောသတန်းဖြစ်ပါတယ်။၃ရက်၁၂လ2025ခုမြန်မာတက္ကသိုလ်ဆိုရင်တော့1389ခုနရောလာဇန်14ရက်ဗုဒ္ဓဦးနေ့အတွက်ဖြစ်ပါတယ်နော်ဗုဒ္ဓဦးနေ့ကိုကျွန်တော်တို့တွက်ဆက်ကြည့်တဲ့အခါကျတော့ ကောဇာဇန်နှလုံးရတယ်ဗရဏီနက္ခတ်နဲ့ဆန်းရှင်တာပေါ့နော်အထွတ်နက္ခတ်လည်းဖြစ်တယ်ကာနယုတ်ကြပြီးတော့ရိတ်တာတိတိဖြစ်ပါတယ်လေဝဲတရကြီးစိုးသော နေ့ရက်ဖြစ်ပြီးတော့ဒါဖလိတကာလဖြစ်ပါတယ်ဒါမလို့ဒီနေ့3ရက်7လ2025ခုဗုဒ္ဓဦးနေ့မှာကျွန်တော်အနေနဲ့ရမှာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမှအကြောင်းချင်းကိစ္စရှိတယ် ို့မှာအခက်အခဲလေးတွေရှိတယ်ပြေလည်ခြင်းတဲ့ကိစ္စလေးတွေရှိတယ်ဆိုရင်လွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ကျွန်တော်ရေရာလေးတွေတည်တည်ချာချာတွက်ချက်ပြီးတော့နေ့စဉ်မာမလတ်တဲ့ကြားတွေဟာတင်ပေးခြင်းဖြစ်ပါတယ်။ဒါအောင်စောစောတင်ပေးမယ်ဆိုပြီးတော့မတင်ပြဘူးเนาะအဲ့တော့ကျွန်တော်ဒီရေရာလေးတွေအားကြတော့မြေသည့်နေသားသမီးမဆိုပြုလို့ရတယ်မြေသည့်အကြောင်းကိစ္စမဆိုလုပ်လို့ရကိုမအကြောင်းကိစ္စနှစ်ခုရှိရင်ရေရာနှစ်ခုလို့ရသုံးခုရှိရင် သုံးကလုပ်လို့ရ ဲ့တော့ကို့မှာအိမ်လဲရောင်းထွက်ခြင်းနဲ့အကျွေးကိစ္စလည်းဒီနေ့စကားပြောစရာရှိတယ်ဆိုရင်အဲနှစ်ခုသလုံးလုပ်လို့ရတယ်အဲ့တော့အားလုံးအတွက်အဆင်ပြေကြလိမ့်မယ်အားလုံးအတွက်လိုအပ်ချက်ကလေးဖြည့်ဆွက်ပေးနိုင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တော်ပရမအောင်ဆုံးကတော့တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းနဲ့ဆိုရင်ပေါ့တနင်္ဂနွေနံကိစ္စဆိုတာအိမ်ရောင်းထွက်ခြင်းနာတို့နော်မိဘအကြီးအကဲတွေနဲ့အဆင်ပြေခြင်းနာတို့အလုပ်ရခြင်းနာတို့အလုပ်ကိစ္စအောင်မြင်ခြင်းနာတို့ အလုံးမှာအတိုက်ခိုက်ကင်းကျင်တာလို့အဲ့ဒီနောက်အိမ်ရောင်းချမ်းအိမ်ရောင်းစတဲ့အိုးအိမ်အိုးအုပ်အိမ်စတဲ့တင်းငွေနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ရောင်းထွက်ကျင်တာနောက်အိမ်ပွဲသားကိစ္စတွေအဆင်ပြေကျင်တာအဲ့လိုမျိုးဆိုရင်တင်းငွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေကျင်တယ်ဆိုရင်အုံညွန့်ဟာငါးညွန့်ရွှေဖျောင်းနိုင်ဟာငါးတိုင်မွေးနံတောင်မှာထွန်းပြီးတော့တိုင်တယ်ဆူတောင်းပါနော်မွေးနံတောင်လို့ပြောတဲ့အခါမှာ အိမ်ဖျားမှာလှူလို့ရလာလို့မမေးနဲ့တော့မရအောင်သူအပြင်မှာလှုပ်ရမယ်ရေရာမှုလို့မွေးနံတောင်မှာသွားပြီးတော့လှုပ်ရတာပါအချိန်အပြင်းတော့6နာရီခွဲ9နာရီခွဲအတွင်း6နာရီခွဲနဲ့9နာရီခွဲအတွင်းဆိုကောင်းပါလေဒါပေမဲ့အဲ့အချိန်မမီဘူးကြံတဲ့အချိန်လှုပ်နိုင်တယ်ဆိုရင်လည်းအကျိုးဖြစ်ထွန်းပါတယ်နော်နောက်တတင်းလာနေတဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကျွန်တော်ကားအယောင်းဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်အကျွေးတောင်းတဲ့အကျွေးရတဲ့ကိစ္စတွေရှိတယ်ငွေချင်းတဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ် နောက်ကုမ္ပဏီလုပ်ငန်းတွေအောင်မြင်စေဖို့ကိစ္စအစတဲ့တနင်္လာနံနဲ့ပတ်သက်တဲ့ကိစ္စအလှူမင်္ဂလာကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်တဲ့ကို့အိမ်မှာရှာလိုက်ပါနော်ကျွေးပကံအပဲ့တစ်ချက်ကျွေးပကံနည်းနည်းပဲ့နေတာလို့နည်းနည်းအဲ့နေတာလို့မပဲ့ဘူးမဲ့ဥဆိုရင်လည်းအဟောင်းပေါ့အဲ့ဒီအဟောင်းတစ်ချက်ကိုအမိုက်ပုံထဲမှာတွားပြီးတော့ငါတန်နေခံအဲအဲ့လိုပြောပြီးတော့စွန့်ပြစ်လိုက်အဲ့ဒါဆိုရင်တနင်္လာနံနဲ့ပတ်သက်တဲ့အညာအခိုက်တွေပြေပြောက်သွားတယ် အောင်မြင်သွားမှာဖြစ်ပါတယ်အချိန်ကတော့6နာရီခွဲနဲ့9နာရီခွဲအတွင်းဆိုရင်ကောင်းတယ်အဲတခြားအချိန်တွေမှာလည်းပြုတ်လို့လို့ရပါတယ်နောက်တစ်ခုကကျွန်တော်အင်္ဂါနံကိစ္စအင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စကတော့ဆက်ရောင်းဝယ်ကိစ္စတွေစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့လက်အောက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပုံမှန်တော့ကရောက်နေတယ်အဆင်မပြေဖြစ်နေတယ်ဆိုရင်တဲ့အပြာရောင်စာရွက်မှာကိုဖြစ်အပြာရောင်စာရွက်လေးတည့်ရွက်မှာပေါ့နော်ကိုဖြစ်ချင်တာလေးတွေကိုဆူတောင်းစာလေးရေး ရဲပြီးတော့အိမ်အပြင်ဘက်ခြံစည်းရိုးရဲ့အပြင်ဘက်မှာမီးရှို့ပြီးတော့ပြာချပြီးတော့ဆူတောင်းလိုက်ဒါဆိုရင်တော့ကျွန်တော်အင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စတွေချော့ချော့မော့မော့အဆင်ပြေသွားပါလိမ့်မယ်အချိန်ကတော့6နာရီခွဲကနေ9နာရီခွဲအတွင်းဖြစ်ပါတယ်တခြားအချိန်တွေလုံမှန်ဆိုရင်လည်းအဆင်ပြေပါတယ်နော်နောက်ဗုဒ္ဓဟူးနံကိစ္စတဲ့ဗုဒ္ဓဟူးနံဆိုတော့လူမှုရေးကိစ္စတွေရှိမယ်ရွှေဆိုင်အယောင်းဝယ်ကိစ္စတွေအောင်မြင်နေတာပဲဖြစ်ဖြစ်ရွှေလုပ်ငန်းတို့လူစုလူဝေးမှာစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ ။နောက်သားသမီးနဲ့ပတ်သက်ပြီးတော့ပူပန်သောကကိစ္စတွေပြည်လဲခြင်းနဲ့ဆိုရင်တဲ့။အုံတို့ခေါက်ဆွဲကိုလှူဒန်းပြီးတော့ဆူတောင်း။လှူဒန်းဆိုတော့ဘယ်သူ့ကိုလှူရမလဲဆိုရင်ဖယားကတ်လို့ရတယ်၊ရဟန်းတန်ဃာတွေကိုကတ်လို့ရတယ်၊တခြားဆင်းရဲနွမ်းပါတဲ့လူတွေကိုပေးလှူလို့ရပါတယ်။အချိန်ကတော့ခဏကပြောသလိုပဲ6နာရီခွဲကနေ9နာရီခွဲအတွင်းရပါတယ်။ဒါလို့အဆင်မပြေဘူးဆိုရင်လည်းတခြားအချိန်တွေလုပ်ရင်လည်းအကျိုးရှိပါတယ်နော်။နောက်ကြာသပတေးနံနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင် မြေအယောင်းဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေရှိမယ်နော်နောက်တစ်ခုကပညာနဲ့ပတ်သက်တဲ့ကိစ္စမသင်တန်းတက်ဖို့နှင်းနှောင်းနေနေတာတွေကြံ့ကြာနေတာတွေစောင်းမွဲဖြစ်ဖို့ကိစ္စတွေပညာဆရာအလုပ်နောက်ကြာတာပြည်နဲ့အယောင်းဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်နေတဲ့ဆိုရင်စမုစာ၅ခုကိုမြတ်စွာဘုရားရန်တန်ကစားတဲ့လှူဒန်းစုတောင်းမဲ့ဆိုရင်ဂျာတာပရိနံကိစ္စတွေထူးထူးခြားခြားအောင်မြင်သွားစေမှာဖြစ်ပါတယ်။ နောက်တစ်ခါတောက်ကြံန်နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်တောက်ကြံန်ဆိုရင်သွတ်တန်တဲ့အယောင်ဝယ်တွေပါတယ်နောက်ခရီးသွားလာခြင်းနဲ့ပတ်သက်ပြီးတော့ထင်းကော့ကြံ့ကြံနေတဲ့လူတွေနိုင်ငံရောက်သွားဖို့ပြည်တွင်းပြည်ပခီးတွေသွားဖို့ထင်းကော့ကြံ့ကြံနေတဲ့လူတွေနောက်တစ်ခုကကျွန်တော်တို့ဇနီးမယားကိုအကြောင်းပြုပြီးတော့အခက်အခဲကြုံတွေ့နေရတဲ့လူတွေဆိုရင်လှုပ်လို့ရပါတယ်အဲ့ဒါတော့ငွေပတ်စံတတ်နိုင်သလောက်ပန်းတကူလေးစွန့်ပြီးတော့ဆူတောင်းလိုက်ပါနော် ပန်းတကူဆိုတော့လူမသိသူမသိတနေရာမှာပြစ်ထားခဲ့ပေါ့ဆင်ထိုက်တန်တဲ့လူတွေရပါစေဆိုပြီးတော့ဆိုတောင်းပြီးတော့ငွေကိုပန်းတကူတက်နိုင်သလားစွန်ကြဲလိုက်ပါအဲ့ဒီတောက်ကြံတဲ့ကိစ္စတွေပြေလည်နိုင်ပါတယ်။နောက်စနေနံနဲ့ပတ်သက်တဲ့ကိစ္စအကြတော့စနေနံကိစ္စဆိုရင်ဝန်ထမ်းအလုပ်တွေရှိတယ်ယာတုတို့ကိစ္စတွေရှိတယ်လသာတို့ကိစ္စတွေရှိတယ်နောက်အမှုခင်းကြုံတွေ့နေရတဲ့လူတွေရှိတယ်နောက်စနေနံထီထားစသဖြင့်အယောင်းဝယ်ကောင်းကျင်တဲ့လူတွေရှိတယ်သူတို့ ဘာရရလောက်ရမလဲဆိုရင်တဲ့ခဲတံကိုးเจ้าကိုလှူရမှာခဲတံကိုးเจ้าကိုစာသင်သားတန်ခါတွေလှူတာတို့เจ้าသားလေးတွေကိုလက်ဆောင်အပြည့်လှူတန်းတာတို့ခဲတံကိုးเจ้าအဲ့ဒါကိုလှူလိုက်လှူလိုက်လို့ချင်းစနေနေ့နဲ့ပတ်သက်တဲ့ကိစ္စထင်းကောကြံ့ကြံနေတဲ့ကိစ္စတွေအလုံးတိတိသာသာပြေလည်သွားစေမှာဖြစ်ပါလေဒါခုနှစ်ရက်သားသမီးများအတွက်ကျွန်တော်ယူရောမင်္ဂလာချမ်းနေပြီးတော့နေ့စဉ်အခါတော်ဘေးရရဟောဒရန်လေးဒါမှတ်မှတ်ရရတင်ပေးခြင်းဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့အယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရလွယ်ပြီးကျန်တဲ့ရည်မှာပိတ်ရမစီဖွင့်ပါတယ်အခမဲ့မြေသူမစိုးလာပြီးတော့ရရရာတွေပြုတ်လုံနိုင်ပါလေနော်နောက်တစ်ခုကကျွန်တော်တို့မနှက်ပြန်ဗုဒ္ဓဦးနေပေါ့နော်အဲဒီနေ့ဒီနေ့ဗုဒ္ဓဦးနေဒီ၃ရက်ဗုဒ္ဓဦးနေမှာကျွန်တော်တို့အယူရောမင်္ဂလာချမ်းကဆရာတဦးဖြစ်တယ်ဆရာထူအောင်ဝေနော်ဆရာထူအောင်ဝေကကြိုက်ကစံဘုရားရဲ့မြောက်ဖက်မုံမှာဘေရင်ဟောကံဖွင့်มาဖြစ်ပါတယ် အဲ့ဒီဘေရင်ဟောကန်းဖွင့်ပွဲကိုကျွန်တော်ကမြူရောမင်္ဂလာချန်အဖွဲ့သားတွေအားလုံးသွားပြီးတော့ဖွင့်ပေးမှာပါအဲ့တော့မနေ့ပြန်မနေ့မှာအဲ9နာရီ9နာရီပေါ့နော်အဲ့ဒီပတ်ဝန်းကျင်မှာကျွန်တော်တို့ပူရာမာကြိုက်ကစံဖရားရဲ့မြောက်ဖက်မုံမှာရှိပါတယ်အဲ့ဒီထုံးစံတိုင်းပေါ့ကျွန်တော်တို့ဈေးကောလက်ပွင့်မျက်နှာပွင့်ပီယာဆေးတော်ကြီးလက်ဆောင်ပေးမယ်ဝေပေးဦးမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဟောကန်းဖွင့်ပွဲတုန်းကဆိုရင် ဆေးတော်ဤပလင်300ထည့်သွားတာမလောက်ဘူးအဲ့တော့မနေ့ပြန်မှာတော့လူလူဘဘဆေးတော်ဤပလင်900လောက်ထည့်ခဲ့ပါမယ်အဲ့တော့ဈေးကောလက်ပွင့်မျက်နှာပွင့်ပီရဆေးတော်ဤအလိုရှိတဲ့လူတွေမနေ့ပြန်ကျွန်တော်ကြိုက်ကဆန်ဖရာမြောက်ဖက်မုံမှာလာယူပါ9နာရီ10နာရီ9နာရီအဲ့ရတော့တွင်မှာကျွန်တော်ရောက်ပါမယ်ဝေပေးပါမယ်နော်အဲ့တော့ဆေးတော်ကြီးကတော့ဘာသုံးလို့ရတယ်ဆိုအလုတ်သွားချောင်မယ်ဆိုရင်နဖူးဆန်သာလေးတွေတို့သွားတာ အင်တာဗျူးသွားပြေတာအကျွေးသွားတောင်းမယ်ဆိုရင်အဲ့ဒါလေးတွေတို့သွားလို့ရတယ်ကိုယ့်ရဲ့ဈေးဆိုင်ကိုလူစည်းကောင်းအောင်လူဝင်အောင်လုပ်လို့ရတယ်ရရတော့အသုံးဝင်တာတွေအများကြီးပါပဲเนาะစမ်းပွင့်သေးတယ်မျက်နှာပွင့်သေးတယ်စကားပြောအောင်မြင်သေးတယ်တတော်မုံလာပြင်းနေရပေါ်တယ်ဈေးခေါ်လက်ပွင့်မျက်နှာပွင့်ဈေးတော်ကြီးဟိုကျွန်တော်မနေ့ပြင်ကြရင်လက်ဆောင်ပေးပါမယ်တိုက်ကစံဖရားရဲ့မြောက်ဘက်မှုမှာမနေ့ခွန်၈အချိန်လောက်လာပြီးတော့ယူနိုင်ပါတယ်ကိုကျမ်းမှာစိတ်ကျမ်းသာလိုရာဆန္ဒပြည့်ကြပါစေเนาะ